အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မတ်လ21ရက်တောက်ကြာနေ့ညနေပိုင်းစီရေတရင်သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ချမ်းတောင်ဂိုင်ကော်နဲ့စီဆိုင်လမ်းပိုင်းကိုကရင်နီတပ်ပေါင်းစုကယာယီအုံပြုတ်ခွင့်ပိတ်ထားလိုက်ပြီးဖြစ်ပါတယ်ပို့အုပ်ပြည်သူစစ်တွေကိုရှေ့တန်းတင်ပြီးစစ်ကစားနေတဲ့နယ်မြေမှာ ထိတွေ့မှုတွေချစ်ပွားလာတော့မှာဖြစ်ပါတယ်။အဲ့ဒီလမ်းမိုင်းကိုသာကယင်ကြီးတပေါင်းစုတွေစိုးမိုးထားနိုင်ရင်ဒါကောကိုကလောအောင်မန်းကနေတဆင့်လာဆက်သွယ်မှုပြုလုပ်လို့ရတော့မှာဖြစ်ပါတယ်။ဒူးချုပ်စိုးဝင်းဟာကလောစစ်ဦးစီးတက္ကသိုလ်ကတင်နန်းသားတွေကိုတင်နန်းမစင်းခင်အချိန်မီမှာကြားဖို့လာခဲ့ပါသေးတယ်။တင်နန်းတက်နေတာကတော့ခြေလင်းခြေမြန်ကတိုက်ရိပ်မှုတွေနဲ့ဒုတိယဗိုလ်မှူးကြီးအဆင့်တွေပဲဖြစ်ပါတယ်။ တင်နှန်းအမှတ်စဉ်82ဖြစ်ပြီးပြီးခဲ့တဲ့မေလ3ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ကယနေ့တင်နှန်းဆင်းတာပဲဖြစ်ပါတယ်အဆိုပါတင်နှန်းသားဘဲကြီးတွေဟာမကြခင်စစ်ဦးစီးမှုပထမတန်းယာရူတိုးမှာဖြစ်ပေမဲ့ယာရူတိုးဘုံမထွက်ခင်မူလတိုက်ရင်တပ်ဖွဲ့တွေတို့ပြန်ပြီးတိုက်ရင်မှုတောင်းရင်ထမ်းဆောင်ရင်မဆီမကိုက်ဖို့မွန်အားမဖြစ်ဖို့ကြိုးစားကြရအောင်မှာဖြစ်ပါတယ်စစ်ကောင်စီဘက်ကနေလဲမတ်လ22ရက်နေ့ကနေမတ်လ28ရက်နေ့အထိ တောင်ငူစီဘူးချယ်ရီကုန်းလိုက်ကောလမ်းမိုင်းနဲ့လိုက်ကောလော်ပီတာဒီမော့ဆိုချယ်ရီကုန်းလမ်းမိုင်းအသုံးပြုခွင့်ယာယီပိတ်ထားမယ်လို့ဂျန်ပြန်စာထုတ်ထားတာရှိပါတယ်ဒီနေ့မနေ့ဆယ်နာရီမှာပဲဒီမော့ဆိုအနောက်ချမ်းတနေရာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားပါတယ်ဘုံကျဲပြီးဆက်တနက်ကြီးနေပါပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပါတယ်ဂျူဆိုမူဆိုဘက်ကစစ်ဆောင်စခန်းဘက်လို့ကနအူးသတင်းသိရှိထားရပါတယ် တနင်္လာနေ့တိုင်းတဝယ်နီးပညာတက်ကလူမှာတဆွဲထားတဲ့အဖွဲ့ကျောင်းအပြင်ထွက်လာစဉ်ဂျားပြတိုက်ခိုက်မှုအောင်မြင်ထားပါတယ်။သုံးယောက်မက်ဆီကိုက်ပြီးသုံးလက်ရလိုက်ပါတယ်။ရရှိလိုက်တဲ့တနတ်တွေက BAC တွေတွေဆိုတော့လက်ယုံတက်ဖွဲ့ကလုံုံရေးလာလောက်တာဖြစ်ပါလိမ့်မယ်။တိုက်ခိုက်မှုရုပ်တံမှတ်တမ်းမှာတဝယ်လူနားလည်သူတွေသိပါလိမ့်မယ်။ပူပေါင်းတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဟာအဖွဲ့တွေကိုစစ်မိန်ပေးနေပုံဟာလွန်စွာမှနှီးပြူဟာကြာနေတယ်ဆိုတာတွေ့ရပါလိမ့်မယ်။ ဓာမီဩဇာဆက်ယုံတွေကိုစည်ရေးပြမဖြစ်တတ်မှတ်လိုက်တာဟာလွန်စွာကောင်းမွန်လာပါတယ်။အမိုနီယာနိုက်ထရိတ်ဟာရန်ဖော်ဆက်ရမှာအရေးပါတဲ့ကုန်ရမ်းဖြစ်ပြီးကာကွယ်ရေးတပ်ဖွဲ့တွေလည်းလက်ရှိအသုံးပြုလျက်ရှိပါတယ်။ကပ္ပစာဆက်ယုံတွေဟာ TNT ကိုပြပကနေဝယ်ယူတုံးဆွဲလာရပြီဖြစ်ပါတယ်။ယခုချိန်အထိတော့ဓာမီဩဇာဆက်ယုံတွေနဲ့ကပ္ပစာဆက်ယုံတွေဆက်ဆက်မှုမရှိသေးပေမဲ့နောက်ပိုင်းပြပဝယ်ယူရေးခက်ခဲလာပြီး လိုအပ်ချက်ရှိလာရင်တော့ဆက်ဆက်လာနိုင်ခြင်းရှိပါတယ်။ရုရှားခီးစင်မှာမြမဩဘာတစ်ထိလိုက်ပါသွားပြီးပြန်လာမှာထုတ်လုပ်မှု၅ဆတိုးမြင့်ရန်ညွှန်ကြားချက်တွေထုတ်ပြန်လာတယ်လို့လည်းဆိုပါတယ်။မခွေးတိုင်းဗရန်တက်နဲ့စုံကုန်းအခြေဆိုင်အမှတ်905အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်ထဲကနေစစ်ရင်တန်းလေးစီအင်အားခန့်မှန်းတရာခန့်ဇင်ပြွန်းပြင်းဝဘက်ကိုထွက်လာနေပါတယ်။နိုင်ရီကန်ဟိဆက်တက်မယ်လို့ယူဆရပါတယ်။ အခုတိုင်းရှေချံဘောမျိုးနဲ့လက်ပံရွာပြည်သူစစ်ခေါင်းဆောင်အောင်ကြီးအိမ်မှာ87မမစိန်မြောင်းနဲ့ဒီနေ့မနေ့ပြစ်ခတ်တိုက်ခိုက်ထားတာရှိပါတယ်လက်နက်ကြီးကြီးဟာဝန်ပြည်နယ်ကြိုက်သူခရဲရွာမြောက်ကျောင်းလို့ခေါ်တဲ့ဖုန်ကြီးကျောင်းစွန်းသားဆောင်ခရဲကန်းကိုကြားရောက်ပောက်ကွဲပြီးတန်ငါတော်တပားကြံလုံတော်မူပါတယ်နှစ်ပါးကတော့မစိုးရင်ရထိုင်ရရရှိခဲ့ပါတယ်ဒီနေ့မနေ့9နာရီခွဲမှာပြစ်ခတ်ခဲ့တာဖြစ်ပြီး စွန့်ဖုံးပေးခြင်းမဟုတ်လို့ကံကောင်းခြင်းဖြစ်ပါတယ်။စကိုင်းတိုင်းမင်းဝန်ရှိအောင်တာသနိကနေနေကိုလည်းလေချောင်းကနေတိုက်ခိုက်ဖျက်ဆီးပြီးစစ်ချောင်းတွေထိုးနေပါတယ်။မအားလာလက်အောက်ကလက်မယုံစစ်ဘုံချုပ်တွေနဲ့လက်ပါးစီလေတရဲတွေဟာကိုရာရူးနေရာအတွက်ဖျားသေးသည်ဖုံးတော်ကြီးချောင်းနဲ့အပြစ်မဲ့ပြည်သူတွေကိုရရဆက်ဆက်တတ်ဖြတ်နေတာရွှေရှာဆက်ဆုပ်ရပါတယ်။ကမလူမျိုးနဲ့ငပြောတိုင်းရွာကို စကားစားနဲ့ပြူပြူသူစစ်တွေပေါင်းပြီးမိရှို့ဖျက်ဆီးနေပါတယ်။ ရှမ်းမြောက်ရေးလာမဲ့တနင်္လာနေ့မှာစကားပြောဖို့ရှိနေတယ်လို့ကြားသိရပါတယ်။လာရှိုးမှာစကားစပြန်လဲဝင်ရောက်လာဖို့က99ဒသမ99ရာခိုင်နှုန်းတေချာတော့ရှိနေပြီဖြစ်ပါတယ်။ဒီကာလမှာဘလို့ပုံစံနဲ့အခြေပြုမယ်ဆိုတာတော့စုံစမ်းနေစေဖြစ်ပါတယ်။လာရှိုးမျိုးနဲ့တစ်ခုလုံးချစ်နိုင်ကြီးနေပြီးမြို့ပေါ်12ရက်ကွက်လောက်ပဲဖြစ်ပါလိမ့်မယ်။ကျွန်တော်ရဲ့တကူကြီးသုံးသက်ချက်မြတာဖြစ်ပါတယ်။မှားခဲ့ရင်လဲဝိုင်းဆဲတာခံဖို့အတွက်နားခုံးဆုပ်ထားပြီးဖြစ်ပါတယ်။ ယောဂံလူလူကမင်းမြန်းထားတာရဲ့စိတ်ဝင်စားနေတဲ့လူတွေရဲ့ရှိတာကြောင့်အခြေအနေကိုလိုအပ်တယ်လို့ပြင်ဆင်နိုင်ဖို့အတွက်တင်ပြရခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်